ချင်းပြည်နယ်ဝိုင်းမော်မြို့နယ်လမြန်ကျေးရွာနီးစစ်ကောင်မရှင်ပူပေါင်းတပ်နဲ့ KIA တို့တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါဗျ။လမြန်ရွာနီးစစ်ကောင်မရှင်ရဲ့ရှေ့လန်းစခန်းမှာခမာယ318ရဲ့တရင်မှုဖြစ်သူကိုစက်တင်ဘာ26ရက်ညနေပိုင်းမှာ KIA ကပြစ်ခတ်တိုက်ခိုက်ခဲ့လို့ဒဏ်ရာပြင်းထန်ရရှိပြီးဆေးရုံပို့ဆောင်စဉ်လမ်းမှာတေဆုံးသွားတယ်လို့ကချင်တရင်ရင်းမြစ်စီကသိရပါဗျ။ရှေ့လန်းစခန်းကိုတရင်မှုကစစ်ဆေးနေချိန်ပြစ်ခတ်ခံရတယ် စေယုံပိုးတဲ့လမ်းမတွေအသက်မရှိတော့ဘူးမမိလိုက်ဘူးတေတယ်အဲ့ဒီလိုသတင်းထွက်လာပါတယ်လို့ကချင်သတင်းရေးမြစ်က ERR Times ကိုပြောပါတယ်ပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့ကစတင်ကဝိုင်းမော်မြို့ဆောင်တက်ခလာရ9ရှစ်တရင်အကျော်မှာစစ်ကောင်မရှင်တက်မင်းစေတန့်ပြည်သူစစ်ပူပေါင်းတပ်ဖွဲ့နဲ့ KIA တို့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်ဝိုင်းမော်ဝါရှောင်းဝိုင်းမော်ဝါရှောင်းလမ်းမကြီးတိုင်းစစ်ကောင်မရှင်နဲ့ပြည်သူစစ်ပူပေါင်းတပ်ဖွဲ့ကစစ်ကြောင်းထိုးလာတဲ့အတွက် ခရိုင်နဲ့ထိတွေ့တိုက်ပွဲပြင်းထန်လာတာဖြစ်ပါတယ်။ကချင်ပြည်နယ်အတွင်းဗမော်ဝိုင်းမော်နဲ့တနိုင်းတို့မှာတိုက်ပွဲတွေရှိနေပြီးပြီးခဲ့တဲ့စက်တင်ဘာ25ရက်နေ့ကရှင်ဘွေရံမြို့ကိုစစ်ကောင်မရှင်ကဝိုင်းထွဲလျင်နဲ့6ကြိမ်လာရောက်ပြီးဘုံသိန်း26လုံးကျဲချခဲ့တယ်လို့သိရပါတယ်။